ယခုစစ်ပွဲတွေအမေရိကန်သည်အစ္စရေးကိုအင်းတိုင်အားတိုင်ကူညီနေကြောင်းဖြင့်အီဂျစ်ကယနေ့ဆွဆွဲသည်ယင်းကဲ့သို့အမေရိကန်ကိုများများဆွဆွဲပေးခြင်းအပြင်ဆိုဗီယက်က၎င်းတို့ကိုအင်းတိုင်အားတိုင်ကူညီခြင်းလောင်ပြုလုပ်ခြင်းဖြစ်သည်ဟုအနောက်အုပ်စုဝင်သံတမန်များကဝေဖန်ကြသည် လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော် isri ပြောသမျာရန်သူအားလုံးကိုအပြစ်ခတ်ရစဲရင်မြင်းညောင်းကိုကြော်ပြီးမောင်းထုတ်ပြင်းပြီးနောက်ထပ်ပြန်ပြီးဒါမစူနိုင်အောင်ခြေမုံပြင်းပြီးသို့မှဒါလျင်နောက်နောက်မိမိတို့အားကျူးကျော်တိုက်ခိုက်ခြင်းပြုလုံနိုင်တော့မည်မဟုတ်ဟုဝင်ကြီးချုပ်ဂိုဒါမီယာကအတန်လွှင့်သည်ကမ္ဘာနိုင်ငံအသီးသီးမှာကြက်များ အနုပြုပေါင်း၅လုံးမှ၁၀လုံးထိ ပြုလုပ်နိုင်ရန်အစ္စရေးတို့လက်တွင်ပလူတိုနီယမ်များအလုံးလောက်ရှိနေကြောင်းဖြင့်ဆွီဒင်သတင်းဌာနကယနေ့သတင်းပေးသည်စတော့ဟ ோம் မြို့ရှိအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသနသိပ္ပံ၏အစီရင်ခံစာကိုဂူကာကဆွီဒင်သတင်းဌာနကရေးခြင်းဖြစ်သည်ပြင်သစ်တို့၏အကူအညီဖြင့်အမှုပြုပေါင်းပြန်ယုံတစ်ခုကို Negative သဲကန္နာရအတွင်း၌စောက်လုပ်ခဲ့ကြောင်းသို့တော်လည်းယခုစစ်ပွဲတွင် ထိုအမှုပြုပုံများကိုအသုံးချလိမ့်မည်မဟုတ်ကြောင်းဖြင့်ထိုသတင်းကဖော်ပြသည် အာရန်နိုင်ငံများမှတန်အမတ်ကြီး6ဦးတို့နှင့် ဆိုဗီယက်နိုင်ငံသား၏ဝန်ကြီးဂရိုမီကိုတို့တွေ့ဆုံကမိနစ်90ကြာဆွေးနွေးသည်အာရန်နိုင်ငံများကို ဆိုဗီယက်ကအကူအညီများဆက်လက်ပေးသွားမည်ဖြစ်ကြောင်းဂရိုမီကိုက အခိုင်အမာကတိပြုသည်အမေရိကန်မှ F4 Phantom အမျိုးအစားဂျက်လီယင်မြန် 48ဆင်းကိုအစ္စရေးသို့ပေးပို့ရန်အသင့်ဖြစ်နေပြီဟုဆိုသည်အစ္စရေးကျူးကျော်မှုကိုခုခံတိုက်ခိုက်နေကြသည့်အီဂျစ်နှင့်ဆီးရီးယားတို့အားအပြည့်အဝထောက်ခံကြောင်းတရုတ်ဝန်ကြီးချုပ်ချူအင်လိုင်းကယနေ့အကြောင်းကြားသည်ကုလသမဂ္ဂရှိဗမ်မလိုက်နိုင်ငံများ၏ကိုယ်စားလှယ်များကကြေညာချက်တစ်စောင်ထုတ်ပြီးဒိမ့်ပိုက်ထားသောနေမြေများမှအစ္စရေးတို့ထွက်ခွာသွားရန်တောင်းဆိုလိုက်သည်ကူဝိတ်နိုင်ငံမှကျူးကျော်သူများကိုစန့်ကျင်သည့်အနေဖြင့်ရေနံလုံးဝရောင်းမည်မဟုတ်ကြောင်း မိမိလက်တွင်ရှိနေသည့်မြောင်များစွာသောဒေါ်လာများကိုလည်းထုတ်၍ရောင်းချလိုက်မည်ဖြစ်ကြောင်းချင်းချောက်သဖြင့်လန်ဒန်ရွှေဈေးတွင်ကမောက်ကမာဖြစ်သွားသည်ဒေါ်လာဈေးများထိုးကျသွားသည်ရွှေဈေးအနည်းငယ်တက်လာသည်အမေရိကန်အရှေ့ဘက်ရှမ်းတွင်စည်ရေးလေ့ကျင့်မှုများပြုလုပ်နေသောရဟန့်ရင်တင်စစ်သည်မောကြီးသည်ညေတဲ့ပင်လယ်ရှိအမှတ်6ရေတက်မတော်နှင့်ပူးပေါင်းရန်အမိန်အရထွက်ခွာသွားသည်ကုလသမဂ္ဂ ကဘာငိမ့်ငိမ့်ရေးကိုကြီးမားစွာချိန်ချောက်လာသည့်အရှိအလဲပိုင်းစစ်ပွဲရစဲရေးကိုကျိုးပန်းကြရန်လုံုံရေးကောင်စီအားကုလသမဂ္ဂအထွေထွေအတွင်းရင်မှုချုပ်ကွန်ဝါဟင်းငါယနေ့ညမြေတားရက်ခံသည်လုံုံရေးကောင်စီယနေ့အစည်းအဝေးတွင် အစ္စရေးတို့ကနဗန်းမီးလောင်ဘုံများကျဲချနေကြောင်းဆွဆွဲပြီးအစ္စရေးကလည်းမိမိတို့မျိုးများရွာများကိုစီးရီးယားကဒုံမြန်များဖြင့်ပြစ်ခတ်နေကြောင်းပြန်လည်ဆွဆွဲကြသည် အစ္စရေးတို့ဘုံကျဲသည်ဖြင့် အီဂျစ်ရက်သား900ကျော်တေဆုံးကြောင်းအီဂျစ်နိုင်ငံသားရင်ဝင်ကြီးဇေးရက်ကပြောသည် အဖြစ်ကရက်စဲရင်နေပတ်သက်ပြီးအမေရိကန်ဆိုဗီယက်နေတရုတ်တို့သဘောထားချင်းမတိုက်ဆိုင်ကြသောကြောင့်အစည်းအဝေးမှာလိတ်ခဲတယ်လဲဖြစ်နေသည်အဖြစ်ကရက်စဲရင်မြင်းညောင်းများတို့တပ်များအားလုံးပြန်ဆုတ်သွားကြရင်အမေရိကန်ကတင်ပြသည်ဆိုဗီယက်နေတရုတ်တို့ကလည်းအာရတ်တို့သည်အစ္စရေးသိမ်းပိုက်ထားသည့်နယ်မြေများပြန်လည်လွတ်မြောက်အောင်လွတ်မြောက်ရေးစစ်ပွဲဆင်နွှဲနေခြင်းဖြစ်သည်ဟုပြောသည် တပွဲတွင်လူပေါင်းများစွာသေခြင်းပျက်စီးနေကြသည့်အတွက်မိမိစိတ်ထိခိုက်လာကြောင်းဖြင့်အတွင်းရင်မှုချုပ်ကလုံခြုံရေးကောင်စီသို့စာရေးအကြောင်းကြားသည်အစရေနိုင်ငံညာ၏ဝင်ကြီးအဘာဘီဘန်ကအာရတ်တို့၏တိုက်ခိုက်ခြင်းကိုခံရသောအစ္စရေးမျိုးများနှင့်ရွာများစီးရင်ကိုတင်ပြသည်အဆက်ထဲမှာပင်လူများဘာကြောင့်တေဆုံးနေရကြောင်းသိလိုလျင်ဤသူကဆက်ဆတိုက်တယ်ဟူသောမိကုံကိုမိမိကိုမိမိပြန်မေးစီလိုသည်အာရတ်တို့သည် ဣသရေလကိုလက်ပြန်ကျိုးတုပ်ရန်ကြိုးစားနေကြသည်ထို့မှသာဣသရေလ၏ခေါင်းကိုတဲ့တယ်မှန်အောင်ပြစ်ခတ်နိုင်မည်ဖြစ်သည်ဟု ပြောဆိုသွားသည် အောင်953အောက်တိုဘာ12တောက်ကြအီဂျစ်စစ်မျက်နှာတတမမြောင်၏စစ်ပွဲကို စတင်သောအခါစီနိုင်ကျွန်းဆွယ်တွင်၌အီဂျစ်စစ်သားပေါင်းတသိန်းကျော်တို့ဝင်ရောက်နေရယူကာတိုက်ပွဲများဆင်နွှဲနေကြပြီဖြစ်သည်ဣသရေလအသေးခံတပ်ဖွဲ့များကိုအီဂျစ်ပြည်တွင်းသို့ဆက်လက်ပုံမြဲပို့နေသည် ဒုံမြန်အသေးစားများကိုင်းဆောင်ထားသော အသေးကန်တပ်သားများကို တင်လာသောကန့်တက်ရင်သုံးစင်းတို့အီဂျစ်တို့ကဖျက်ဆီးပစ်လိုက်သည်ဇူအတူးမြောက်ခွေအတွင်း၌လည်းရေးတချင်းတိုက်ပွဲများဖြစ်ပွားသည်နှစ်ဖက်လုံးအကြဆုံးအထိခိုင်ရှိသည်ဇူအတူးမြောက်၏အနောက်ဘက်ကအီဂျစ်ပိုင်နယ်မြေများအတွင်း၌မူထိုးဖောက်ဝင်ရောက်လာသည့်အစ္စရေးအသေးကန်တပ်များကြောင့်အခြေအနေများပုံမူချုပ်ထွေးနေသည်စီနိုင်းအလဲပိုင်းရှိအိုမာဂင်နှင့် Eldasa ဒေတာများမှ Isaris စခန်းတစ်ခုနဲ့ Radar စခန်းတစ်ခုတို့ကိုဖြတ်စည်းလိုက်သည်တင်ကာ73စီးနှင့်တန်ကြပ်ကာ69စီးတို့ကိုလည်းအီဂျစ်ကဖြတ်စည်းပစ်လိုက်နိုင်သည်ဟုကြေညာ၏ထိုတိုက်ပွဲများတွင်ရန်သူဘက်မှလူနေရာထပ်မံသေးဆုံးကြရမည်ဖြစ်သည်ဟုခံမှန်းသည် Isaris တပ်များကိုဘာလက်ခန်းစစ်ကြောင်း၏အနောက်ဘက်သို့ရအောင်မောင်းထုတ်လိုက်နိုင်မည်ဖြစ်သည်ဖြင့်ဒူးမြောင်းကိုဖြတ်ကူးနေကြသော အီဂျစ်တံများဖို့ပုံမိုဘေးကင်းနေသည်အစရေအမြောက်တို့ဤပြစ်ကွင်းသည်ရှစ်မိုင်မှကိုးမိုင်အတွင်းသာရှိသည်ထို့ကြောင့်အမြောက်တကန်းမမီဘဲရှိနေရာအီဂျစ်အားဖြင့်တံများလက်နက်ရိတ်ခါများအလွယ်တကူပို့ပေးနိုင်လျက်ရှိသည်မြစ်ကူးကုန်းမောင်းတရားများကိုကောင်းစွာအသုံးပြုလျက်ရှိကြသည်ဒဲကန္နာယအတွင်း၌တင်ကားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေစဉ်အစ္စရေးတို့ကအီဂျစ်ပြည်တွင်းသို့ဝင်ပြီးဘုံကျဲတိုက်ခိုက်ခြင်းများပြုမြဲပြုနေသည် နိုင်မြင့်မြဝကျွန်းပေါ်ရှိရွာတရွာကိုဘုံသွားကြရာလူပြစ်တင်လာသည့်ဘတ်ကားတစ်စင်းကိုတိုက်ရိုက်ထိမှန်ပြီးလူများသေဆုံးကုန်သည်အနီးနားရှိလက်ဖက်ရည်ဆိုင်များမှလူများလည်းသေဆုံးသည်ဒိုနီယာသည်စစ်နှင့်လုံးဝမပတ်သက်သော နေရသာဖြစ်သည်ဟုအီဂျစ်ကကြေညာသည်စီးရီးယားစစ်မျက်နှာအစ္စရေးကတပ်ဖွဲ့အစ်မများကိုဂိုလန်ကုန်းမြင့်မြင့်သို့ယနေ့ပို့ပြီးစစ်ချိန်ကိုတစမြင့်တင်လိုက်သည်ကုန်းမြင့်မြင့်တွင်မိုင်60မြသာရှိသော စစ်မျက်နှာကြီးကိုဖြန့်ထားပြီးဖြစ်သည်ယနေ့ထပ်မံရောက်ရှိလာသောတပ်ဖွဲ့အသစ်များသည်ယူနီဖောင်းတစ်သက်လွင်လွင်များကိုဝတ်ထားပြီးမုတ်စိတ်ကျဉ်ဆွဲမွေးများရိတ်ထားကြသည်ဝလံကုန်းမြင့်မြင့်တွင်စီးရီးယားတို့၏တင်ကားနှင့်တန်းချက်ကတပ်များဒင်းညိုင်းကြီးပေါ်မှဖြစ်နေသည်တောင်ကုန်းများပေါ်မှတောင်ချိုင်ဝမ်းများထဲမှ မီးလောင်ပျက်စီးနေသော တင်ကားနှင့်တန်းချက်ကအမြောက်များကိုမြင်တွေ့ရသည်တပ်ပြက်ပြီးဖျိုးဖျဲပြေးလွှမ်းနေကြသောစီးရီးယားတပ်ကျွန်းတပ်ချံများကို အစ္စရေးတို့ကလိုက်လံချေမှုန်းနေသည်ဒမတ်စကတ်မြို့တော်သို့ဥတီချီတက်နေသောစစ်ဦးကိုဟန်တားရန်ကြိုးစားသည့်စီးရီးယားမက်တိုက်လေယာဉ်29စင်းကိုပစ်ချလိုက်သည်ဟုအစ္စရေးကကြေညာသည်စစ်ဦးကချီတက်နေသောအစ္စရေးတင်ကားတပ်သည်ဒမတ်စကတ်မြို့နှင့်အမြောက်တကမ်းများသာကွာဝေးသော14မိုင်ကွာသို့ရောက်နိုင်ရန်ကြိုးစားနေကြသည် အမေရိကန်ကထောက်ပံ့ထားသော195မမစက်အမြောက်ကြီးများကိုရှေ့တန်းသို့အမြန်ဆုံးပေးပို့နေသည် မြို့တော်ကိုကာကွယ်ထားသောတပ်များအားထိုးဆက်အမြောက်များဖြင့်ပြစ်ခတ်ဖြိုခွင်းရန်ဖြစ်သည်။ဂိုလန်ဂုံးမြင့်မြင့်မှဒမတ်စကတ်သို့သွားရာလမ်းသည်တောင်စင်းလမ်းဖြစ်သည်။ထို့ကြောင့်ပြိုဆင်းနေသည့်ဆီးရီးယားတပ်များအပေါ်မှ အစ္စရေးတို့ကအပေါ်စီးရနေသည်။ဒမတ်စကတ်နှင့်အစ္စရေးစစ်ဦးချီစစ်ကြောင်းများကြားမှခံတပ်စခန်းနှစ်ခုကိုအစ္စရေးတို့ကဖြိုဖျက်လိုက်နိုင်သည်။အစ္စရေးတပ်များသည်ဆီးရီးယားပြည်တွင်းသို့ဆက်ရှင်မိုင်းချင်းနှင့်ဝင်ရောက်လာကြပြီးဖြစ်ရာ ဒမတ်စကတ်မြို့တော်နှင့် မိုင်20မျှသာကွာဝေးတော်သည်စီးရီးယားစစ်တပ်သည်တနာယီထက်တနာယီအကြက်တဲများကိုပုံမိုရင်ဆိုင်နေကြရပြီဖြစ်ကြောင်းလက်နက်ခဲယံမီးကြောင်အကူကြီးနှင့်ရိတ်ခါအကူကြီးလုံလောက်စွာမရသောကြောင့်ဖြစ်ကြောင်းဖြင့်ဘူဂျုတ်ကြီးဟိမ်းဟာဇော့ကပြောသည် နေဝင်ယိုဒီအချိန်တွင် အစ္စရေးလီဒါကဒမတ်စကတ်မြို့ကိုဘုံသွားကြရာအယ်မာဇာမှာဈေးရုံကိုတိုက်ခိုက်ထိမှန်သည်ဘုံကျဲပြီးမိနစ်90ကြာတွင် နိုင်ငံညာသတင်းထောင်များကိုစီးရီးယားပြန်ကြားရေးဌာနကစီးရုံသို့ခေါ်ပြသည်ထိုချိန်ရန်နံများညှော်နေစေရှိသည်အနီးပဝင်းညင်တွင်လည်းဘုံပေါက်ကွဲသံများကိုကြားနေရသည်အစ္စရေးတို့သည်စီးရုံတဝိုက်သို့အချိန်မှတ်ဘုံများကိုပါကျဲချကြောင်းယခုပေါက်ကွဲနေသည့်ဘုံမှာအဆိုပါအချိန်မှတ်ဘုံများဖြစ်ကြောင်းဖြင့်ရှင်းပြကြသည်စီးရီးယားကပြစ်ချလိုက်သည်ဖြင့်အစ္စရေးလေရင်တစ်စင်းပြတ်ကြသည် ထိုလျင်မူးကိုစီးရီးယားဆရာဝန်များက ခွဲစိတ်ကုသပေးနေကြသည်ထိုခွဲစိတ်ကုသမှုစသည်နှင့်တပြိုင်နက်ဇီးယုံကိုလာရောက်ဘုံကျဲခြင်းဖြစ်သည်ဟုဆရာဝန်များကပြောသည် အာရတ်ပြောသည်များအီဂျစ်နိုင်ငံအတွင်း၌နေထိုင်ကြသောနိုင်ငံသားသာအလုံးလိုက်နာရမည်ညွန်ကြားချက်တစ်စောင်းကိုအီဂျစ်နိုင်ငံသား၏ဝန်ကြီးဌာနကယနေ့ထုတ်ပြန်သည်နိုင်ငံသားတို့သည်နိုင်ငံသားမှတ်ပုံတွေများကိုကိုယ်နှင့်မကွာအမြဲထားရမည် ကင်မရာတော်၎င်းဓာတ်ပုံရိုက်သည့်ကိရိယာတော်၎င်းဒဲဆောင်သွားလာခြင်းမပြုရစစ်နှင့်ပတ်သက်သောအဆောက်အုံများတပ်ဖွဲ့များအနီးသို့မသွားရရည်သူကားခွဲရင်းနှင့်ပတ်သက်၍ထုတ်ပြန်ထားသော အာဏာပိုင်တို့၏မိသို့သောအမိန့်ကိုမစိုးနာခံရမည်မိမိအလုလုသောဌာနသို့သွားရတွင်တော်၎င်းအိမ်သို့ပြန်ရတွင်တော်၎င်းအနီးဆုံးလမ်းမှသွားရပြန်ရမည်မိမိတို့အလုလုကင်နေသောမြို့များရွာများမှအပြင်းသို့ထွက်ခွာခြင်းမပြုရစသဖြင့်ပါရှိသည် ယခုစစ်ပွဲတွေအမေရိကန်သည် အစ္စရေးကိုအင်းတိုင်းအားတိုင်းကူညီနေကြောင်းဖြင့်အီဂျစ်ကယနေ့ဆွဆွဲသည်ယင်းကဲ့သို့အမေရိကန်ကိုညံ့များဆွဆွဲပေးခြင်းအပြင်ဆိုဗီယက်က၎င်းတို့ကိုအင်းတိုင်းအားတိုင်းကူညီခြင်းလောက်အောင်ပြုလုပ်ခြင်းဖြစ်သည်ဟုအနောက်အုပ်စုဝင်တန်တမန်များကဝေဖန်ကြသည် လိုအပ်တော့အကူအညီများမိမိတို့ကိုကူညီပေးပါရန်ဖြင့်စီးရီးယားအစိုးရကတူရကီအစိုးရထံတောင်းခံလိုက်သည်အာရတ်တို့အားထောက်ခံနေခြင်းကိုရပ်ဆိုင်းလိုက်ပြီးဆိုပါက ပြင်းထန်တဲ့အာရတ်နိုင်ငံများ၏ဆက်ဆံရေးကိုထိခိုက်သွားမည်ဖြစ်ကြောင်းဖြင့်အာရတ်အဖွဲ့ချုပ်ကယနေ့ကြေညာချက်ထုတ်ပြီးပြင်းထစ်ကိုသတိပေးလိုက်သည်။တကဘာလုံးတွင်ရှိသောမွတ်စလင်များသည်ယခုစစ်ပွဲအတွက်ငွေများလက်နက်များနှင့်လူများအကူအညီပေးရန်အစ္စလမ်သာသနာရေးခေါင်းဆောင်ရှိတ်အဗီဒဟာလင်မာမုတ်ကမြစ်တာရက်ခံလိုက်ကြောင်းကိုဂိုင်းယိုရေဒီယိုကယနေ့ကြေညာသည်။အော်ဒါနဲ့စကားမဆက် အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြ Israel ပြောသမျှစစ်ဖြစ်ရာချင်းအတွက်၎င်း Israel Egypt နဲ့ Syria နိုင်ငံများမှလူအများပြားသေးကြီးပျက်စီးကြရာချင်းအတွက်၎င်းဆိုပြီးရနိုင်ငံတွေလည်း တာဝန်အကြီးဆုံးတာဝန်အရှိဆုံးအပေါင်းပါနိုင်ငံဖြစ်သည်ဟုအစ္စရေးနိုင်ငံသားရေးဌာနမှယနေ့ကြေညာချက်ထုတ်ပြန်သည်။ရန်သူဗမာရောမိမိတို့ဗမာပါလူများတည်ကြရခြင်းအတွက်စိတ်မကောင်းဖြစ်ရသည်။စစ်ပြင်းအောင်စစ်တိုက်အောင် အားပေးနေသော ဆိုဗီယက်နိုင်ငံမှတာဝန်ရှိသည်ဟုကြေညာချက်၌ပါရှိသည်။စစ်တုပ်ပန်းစည်းရင်ကိုကာကွယ်ရေးဝန်ကြီးဌာနကယနေ့ကြေညာသည်။အစ္စရေးတွင်ရှိသော နိုင်ငံတကာစစ်ချင်းဤအသင်းသို့ထိုစည်းရင်ကိုပေးမည်ဟုပါသည်။ အစ္စရေးဈေးရုံများတွင်ကုသထားသည့်စစ်တုပ်ပန်းများကိုတစ်ချင်းဤအဖွဲ့ဝင်များအားပြသသည်ကမ္ဘာနိုင်ငံအသီးသီးမှကရက်များတတမမြောင်နှင့်စစ်ပွဲပြီးဆုံးသွားသောအခါခုနှစ်အတွင်းအကြာဆုံးနှင့်အထူးခိုင်များသည့်အောက်ပါတိုင်းဖြစ်မည်ဟုအမေရိကန်ကာကွယ်ရေးဌာနကခန့်မှန်းစည်းရင်းပြုစုသည်အီဂျစ်နိုင်ငံဒေဆုံးနှင့်ဒဏ်ရာရ6500လေးရင်မြန်80နှစ်တင်ကားနှင့်တန်ချက်က250စီးရီးယား တေဆုံးနေဒဏ်ရာရ6000ဘီယင်90တင်ကားနေတန်းချက်က650အစ္စရေတေဆုံးနေဒဏ်ရာ2000လေယင်88စင်းတင်ကားနေတန်းချက်က အစီ600မှတ်ချက်တိုက်ပွဲများ၌ထိခိုက်ဒဏ်ရာရသူ3ဦးရှိတိုင်း2ဦးကတေဆုံးသူဖြစ်သည်ရုရှား၏အပြုတ်မှုများကအရှိအလေပိုင်းဒေသ၏တင်းမာမှုများကို ပိုမိုဆိုးရွာလာစေပါက မိမိတို့လည်းလိုအပ်သလိုအေးအေးယူဆောင်ရွက်မည်ဟုအမေရိကန်နိုင်ငံညာရေးဝန်ကြီးဟင်နရီကစ်ဆင်ဂျာကပြောသည်စစ်နှစ်ပတ်သက်ပြီးရုရှားကထုတ်ပြန်နေသည့်ညင်ညာချက်များကြောင့်မိမိတို့မပြောပိုင်နိုင်ပါသို့တော်လည်းယင်းညင်ညာချက်များသည်ရုရှားအမေရိကန်ဆက်ဆံရေးကိုပြက်ပြားစေနိုင်သည့်အဆင့်သို့မရောက်သေးပါဒင်းမာမှုရောပါသွားအောင်မိမိတို့စ조사နေစေဖြစ်သည်မိမိတို့၏ဥတီချက်သည်ညာနိုင်သမျှအမြန်ဆုံးအပြစ်ခတ်ရစေရန်အခြေအလဲပိုင်းဒေသပြဿနာများအလုံး ဇုံငန်တိုင်ရအောင်ဖြည့်ရှင်းနိုင်မည်နီးလန်းကိုရှားဖွေရန်ဖြစ်သည်အချိန်နေများရှုပ်ထွေးနေစေဖြစ်သောကြောင့်ဘာလူရမန်းကိုမသိနိုင်ပဲရှိနေသည်ထို့ကြောင့်အမေရိကန်ဆိုးရအနေဖြင့်ကုလသမဂ္ဂဘာလုတ်ဘာဟုတင်းပြရခြင်းမရှိသေးပါစသဖြင့်ကစ်စင်ဂျာကပြောသွားသည်အရှေ့လေပိုင်းဒေသသို့ကုလသမဂ္ဂငိမ့်ဉဏ်ရေးတပ်ဖွဲ့များဆေးလွတ်ပါထို့သောဆေးလွတ်လျင်မိမိတို့နိုင်ငံကလည်းလိုအပ်သည့်တပ်ဖွဲ့များထည့်သွင်းကူညီပါမည်ဟုဤဒိန်နိုင်ငံသားရေးဝင်ကြီး စာတောက်ကလန်ဟုံကပြောသည်ငြိမ်းချမ်းရေးသဘောတူညီချက်သည်ထိုဒေသတွင်ရှိနေသောနိုင်ငံအလုံး၏လုံခြုံမှုကိုနိုင်ငံတကာအာမခံချက်ပေးသည့်သဘောတူညီချက်သာဖြစ်တဲ့သည်ဟုဆက်လက်ပြောဆိုသွားသည်လက်ရှိစစ်ပွဲနှင့်ပတ်သက်ပြီးဆိုဗီယက်အစိုးရသည်အလွန်ထိမ့်ထိမ့်သိမ့်သိမ့်ကြင်ကြံလျက်ရှိကြောင်းဆိုဗီယက်သတင်းဌာနကလည်းအမေရိကန်ကိုဆန့်ကျင်တိုက်ခိုက်သည့်ပြင်ညာချက်များမထုတ်ပြန်ကြောင်းအမေရိကန်နှင့်ဆက်ဆံရေးမပြတ်ပြောင်းသည့်ဌာနေပုံရာကြောင်းဖြင့်မော်စကိုရှိ တန်တမန်ရက်ကွက်ကပြောသည်ဂျူးကျော်သူအစ္စရေးကိုရှုံချကြောင်းလက်ရှိပြဿနာကိုဖြေရှင်းရန်နီးလံမှာအစ္စရေးတို့ဂျူးကျော်ရဲ့ဆိုင်းပြီးဗတရားသိမ့်ပိုက်ထားသောနေမြေများမှာချက်ချင်းပြန်ထွက်ခွာသွားရန်သာဖြစ်ကြောင်းဖြင့်ဆိုဗီယက်ပရာပရာသတင်းစာကယနေ့ရေးသည်အမှန်တရားကိုဖုံးကွယ်ပြီးအာရတ်တို့နှင့်မိတ်ဆွေဖြစ်သည့်အောင်မျက်နှာဖုံးဆွထားသောဆိုဗီယက်ကိုရှုံချကြောင်းဖြင့်တရုတ်စင်ဝါသတင်းဌာနကယနေ့ကြေညာသည် စင်ဝါကဆက်လက်ကြေညာရာတွင် ယခုစစ်ပွဲ၌တာဝန်အရှိဆုံးမှာအင်အားကြီးနှစ်နိုင်ငံသာဖြစ်သည်တနိုင်ငံကတစ်ဖက်ကိုလက်နက်ပို့ပြီးကျန်တနိုင်ငံကအခြားတစ်ဖက်ကို လူပို့ပေးနေသည် ထို့ကြားတဲ့ကပင်စာရွက်တရွက်ကို အရင်ဤလုပ်ပြီးအာရတ်တို့နှင့်မိတ်ဆွေဖြစ်သည်အောင်ဂျင်းညာကဝါကြွားနေသည်ဟုဆက်လက်ဖော်ပြထားသည်1983အောက်တိုဘာ23စနေနေ့အီဂျစ်စစ်မြေနာ အထမမြောင်နေ့စစ်ပွဲကိုစီနိုင်သဲကန်နိုင်ရအတွင်း၌တင်ကားတိုက်ပွဲများဖြင့်ဖွင့်လည်သည်။အီဂျစ်တို့၏စစ်ဦးကိုထူးထူးခြားခြားမတွန်းဝင်နိုင်ပေရှီလီယားလှသည့်ရှေတန်းစစ်မျက်နှာဂျော်ဂျီတွင်တိုက်ခိုက်နေကြရသည်။အစ္စရေးတို့ကအီဂျစ်စစ်ဦးကိုရိုက်ချိုးရန်ထက်ထိန်းထားရန်ကိုသာစ조사နေသည်။စူအတူးမြောင်၏အနောက်ဘက်ခြမ်းအီဂျစ်နယ်မြေအတွင်းသို့အသေးခံတပ်များဆေးလွတ်ကထောက်ပံ့ရေးလမ်းကြောင်းများစစ်လက်နက်ပစ္စည်းတိုးလောင်ရေးဌာနများ ဆမ်ဒုံရင်စခန်းများကိုဖောက်ခွဲဖျက်ဆီးနိုင်ရန်ကြိုးစားနေသည်လေဒါကလည်းအီဂျစ်နိုင်ငံအတွင်းသို့ဝင်ကာစစ်စခန်းများကိုအဆက်မပြတ်တိုက်ခိုက်ဖြိုဖျက်နေသည်စူအဒူးမြောင်းတစ်လျှောက်ရှိအီဂျစ်တို့၏ဆမ်ဒုံရင်များကချက်ကျော်လာသမျှသောလေရင်မြန်များကိုစီးကြိုတိုက်ခိုက်နေသည်ရုရှားထံမှဒုံရင်အမြောက်များရရှိမည်ဟုလည်းအီဂျစ်တို့ကယုံကြည်နေကြသည်၎င်းတို့ယုံကြည်ထားတဲ့ကဲ့သို့ပင်ရုရှားတို့၏အလွန်ကြီးမားသော MA 12အမျိုးအစားဒေယူပို့ဆောင်ရေးလင်းရင်မြန်ကြီးများသည့်အီဂျစ်နိုင်ငံတွင်းသို့အဆက်မပြတ်ဆင်းသက်နေသည်ထိုလင်းရင်မြန်ကြီးများသည့်ဒဇင်းလင်းရင်တန်းချိန်90အထိကုန်ပစ္စည်းတင်နိုင်သောလင်းရင်မြန်ကြီးများဖြစ်သည်ပါလာသောပစ္စည်းများမှာဝင်းဟင်းပြစ်ဒုံးရင်များတင်ကားဖြတ်လက်နက်များနှင့်အခြားအရေးကြီးသောဆက်လက်နက်ပစ္စည်းများဖြစ်သည်ဟုသက်ဆိုင်ရာမှပြောသည်အလဆာတင်ကား90ကျော်နှင့်ဆမ်6ဒုံးရင်ကြီးများအီဂျစ်သို့ထပ်မံရောက်ရှိလာရန်ရှိသည်ဟုဆိုသည် အဆိုပါဆမ်6ဒုံးရင်သည်မြေပြင်မှကောင်းငင်သို့ခုနမိုင်အထိတက်နိုင်သည်ရေဒါတက်ဆင်ထားပြီးလင်းမြန်း၏အပူနောက်သို့သူ့အလိုလိုလိုက်ခါဖြတ်စည်းနိုင်သောအစွမ်းရှိသည်ပြင်မလွဲဒုံးရင်များအဖြစ်ကြော်ကြသည်ရုရှားတို့သည်ထိုဒုံးရင်များ၏စွမ်းပကကိုလက်တွေ့စမ်းသပ်ကြည့်ခြင်းပင်မပြုလုပ်ရသေးသည်စီနိုင်ကျွန်းစွဲအတွင်း၌တင်ကားတိုက်ပွဲများဖြစ်ပွားနေခဲ့မှာပင် အီဂျစ်တိုက်လေယာဉ်များကအစ္စရေးစစ်စခန်းများ အစ္စရေးတို့၏စစ်စင်ရေးကိုကဲမှုဌာနချုပ်များကိုတိုက်ခိုက်ရန်ကြိုးစားသည် စီးရီးယားစစ်မျက်နှာဂျက်လီယင်မြန်တမ်းများလီယင်ပြစ်ဒုံးရင်နှင့်အမြောက်ဆန်ပေါက်ကွဲတံများကိုကြားကြရသဖြင့်ဒမတ်စကတ်မြို့တော်သူမြို့တော်သားများနက်နက်9နာရီချိန်၌အိယာမှလန်လို့ခြင်းဖြင့်အထမမြောက်စစ်ပွဲကို စီးရီးယားစစ်မျက်နှာမှစတင်ဖွင့်လှစ်လိုက်သည်အစ္စရေးလေတပ်ကဒမတ်စကတ်မြို့တော်ကိုယနေ့နက်နက်အစောကြီးလာရောက်ဘုံးကျဲတိုက်ခိုက်သည် မြို့တော်ပေါ်တွင်စီးရီးယားလင်းရင်မြန်များနှင့် ထွေးရစ်လုံးစီးကျင်ထိုးတိုက်ပွဲများဖြစ်ပွားနေကြသည်ကိုအများကမြင်တွေ့နေကြရသည်ပထမတိုက်ပွဲပြီးသွားပြီးနောက်15မိနစ်အကြာတွင် အစ္စရေးလီရင်တို့ထပ်မံရောက်ရှိလာကြပြန်ကဒုတိယမြောက်တိုက်ခိုက်ခြင်းကိုပြုပြန်သည်ဒုတိယလေးချောင်းတိုက်ပွဲပြီးဆုံးပြီးနောက်နက်နက်တနားရီချိန်တွင်တတိယလေးချောင်းတိုက်ပွဲဖြစ်ပွားပြန်သည် အစ္စရေးလေးတပ်ကပင်မြို့တော်သို့လာရောက်ဘုံကျဲခြင်းဖြစ်သည်ထိုတိုက်ပွဲ၃ပွဲတွင်စီးရီးယားတို့က ဣသရေလ၄မြန်၄စင်ကိုပြစ်ချလိုက်သည်ဟုကြေညာသည်။ဣရတ်စကူတပ်များရောက်ရှိလာကစီးရီးယားနှင့်လက်တွဲတိုက်ခိုက်သည်။စစ်မျက်နှာတွင်ဣရတ်တပ်အင်အားပေါင်း၃၀၀၀မှပေါင်း၅၀၀၀အထိရှိပြီးတင်ကားပေါင်း၂၅၀ပါဝင်တိုက်ခိုက်ကြသည်။သို့တော်လည်းအားလုံးတို့သည်ဂိုလန်ကုန်းမြင့်မြင့်တွင်တိုက်ခိုက်နေကြခြင်းမဟုတ်ချေ။ဣရတ်တပ်အများပြားကိုနနက်ပိုင်းမှာပင်ဣသရေလတို့ကမီးလောင်ပုံများကျဲချခြင်းဖြင့်နှိမ်နင်းပစ်သည် ရန်သူရှေရန်စစ်မျက်နှာကိုကြောပြီးအတွင်းသို့ဝင်းတိုက်သည့်နီးပရီရဲကိုအစ္စရေးတို့ကအသုံးပြုလျက်ပင်ရှိသည်။ဂိုလန်ကုန်းမြင့်မြင့်၌တင်ကားတိုက်ပွဲများဂျူဂျာဂျူဂျာဖြစ်နေ kait ဒမတ်စကတ်သို့ရှီတက်ရန်ဥတီနေသောတပ်များကလည်းဆက်လက်ချီတက်လျက်ပင်ရှိသည်။ဇီရီယာတင်ကားပေါင်း80ကျော်တို့ကဒမတ်စကတ်မြို့ကိုအကာအကွယ်ပေးနေကြသည်။ဂျုံဝင်လာသည့်အစ္စရေးဤစစ်ဦးကိုအမြောက်များဖြင့်ဒရဇက်ပစ်ခါဟန်တားနေသည်။ရင်ထန်သော တင်ကားတိုက်ပွဲများတနေ့ကုန်ဖြစ်ပွားသည်။ စီးရီးယားတို့ထောက်ပံ့ရေးလမ်းကြောင်းများနဲ့အားဖြင့်စခန်းများကိုဖြိုဖျက်ရန်အစ္စရေးတို့ကကြိုးစားသည် စီးရီးယားကလည်းအဖြိုဖျက်မခံရရန်ခုခံသည်ထို့ဖြင့်စီးရီးယားစစ်မျက်နှာတွင်နှစ်ဖက်တင်ကားများတန်းကြပ်ကားကားများညင်မကောင်းအောင်ပျက်စီးကုန်သည်ကဘာပေါ်တွင်အကြီးမားဆုံးသောတင်ကားနှင့်တန်းကြပ်ကားသင်းညိုင်းကြီးဖြစ်သည်ဟုဆိုနိုင်သည်အစ္စရေးစစ်ဦးသည်ဒမတ်စကတ်မြို့တော်သို့တဖြည်းဖြည်းချင်းကလာလျက်ရှိသည် ဆီးရီးယားများကလည်းရှိသမျှအင်အားဖြင့်အသေးလေးခုခံကာကွယ်လျက်ရှိသည်ဂျော်ဒန်တပ်များသည်ဆီးရီးယားနှင့်ပူးပေါင်းကဂိုလန်ကုန်းမြင့်မြင့်နှင့်ဝင်းရောက်တိုက်ခိုက်နေကြပြီဖြစ်ကြောင်းဖြင့်ဂျော်ဒန်စစ်ဘက်ကျင်ညာချက်ကဖော်ပြလိုက်သည်ယနေ့ဖြစ်ပွားသောစစ်ပွဲများကိုမိုရှေဒိုင်ယန်ကိုယ်တိုင်ကြီးကြပ်ကုတ်ခဲ့သည်အီဂျစ်စစ်မျက်နှာသို့လည်းတွားရောက်သည်သို့သောဆီးရီးယားစစ်မျက်နှာကုတ်ကွဲသည့်အချိန်ကပိုများသည်အာရက်ပြောသည်များ အစရိတို့သည်အရက်ဝက်အရက်စားများဖြင့်လင်းရင်ပေါ်မှ ခုန်ချပြီးအီဂျစ်ပြည်တွင်းသို့ဆင်းလာလေရှိသည်၎င်းတို့ကိုတိုင်းသူပြည်သားများကသတိထားကြည့်ပြီးဖမ်းဆီးပေးကြရန်အစိုးရကကြေညာသည်စစ်တပ်ကာမီရန်ဇင်းနှုံနှင့်အခွန်တုပ်များကိုတွန်းမြင်ပြီးဖြစ်ကြောင်းအီဂျစ်အစိုးရကကြေညာသည်အမျက်တော်ဂျေးကို900ခိုင်နှုန်းတည်ယူပို့ဆောင်ကဇေယိတ်များကို1000ခိုင်နှုန်းစစ်ဇေယိတ်ဖြစ်စက်ယုံကြီးများနှင့်စီးပွားရေးလုပ်ငန်းများမှနှစ်တသမ900ခိုင်နှုန်းကောက်ခံပြီးဖြစ်ကြောင်း ပြင်ညာခြင်းဖြစ်သည်အမေရိကန်အမှတ်6ရေးတက်မတော်မှတိုင်းလင်းရင်းများတစ်စင်းကိုပစ်ချလိုက်ကြောင်းလပ်နုံသတင်းစာကဓာတ်ပုံနေတကွယနေ့ရေးသားဖော်ပြသည်အမေရိကန်ရေးတက်မတော်ဟူသောစာတမ်းပါသည့်လင်းရင်းမြန်ပြက်ပုံနှင့်ထိုးလင်းရင်းမြန်၏လင်းရင်မူးပုံတို့ကိုပါဖော်ပြသည်အစ္စရေးကိုစစ်လက်နက်ပစ္စည်းများဆက်လက်ပို့ပေးနေမည်ဆိုပါကအမေရိကန်သို့ရေနံတင်ပို့ရောင်းချခြင်းကိုရပ်ဆိုင်မည်ဖြစ်ကြောင်းနှပြည်တော်တန်တမန်ဆက်သွဲခြင်းနှင့် စီးပွားရေးအဆက်အသွယ်အလုံးကိုလည်းရက်ဆိုင်ပြင်ပြီးဖြစ်ကြောင်းဖြင့်ဇော်ရီအာရေဗီယာကယနေ့ကြေညာလိုက်သည်အားလုံးစုခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ